အခုပြောမှာတော့ကျွန်တော်ရဲ့နိုင်ငံရဲ့ယူဆချက် Hypothesis လို့ပြောလို့ရတယ်။အဲ့တော့ကျွန်တော်နိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်ကိုပြန်ကြည့်မယ်ဆိုရင်ဒီနေ့ပဲပတ်တန်ပေါ့လေ260နိုင်ငံရေးဆက်ဝင်ကိုကျွန်တော်တွေ့ရမှာသူပြင်ပြီးခဲ့တဲ့ရာစုနှစ်နှစ်ခုကိုပြန်ကြည့်မှာပေါ့နော်။ဆိုတော့အဲ့တော့ပြန်ကြည့်မယ်ဆိုတော့ကျွန်တော်ကတော့ဒီဟာကို260နိုင်ငံရေးဆက်ဝင်ပေါ့ဗျာ။ကြာဒါကိုပြောမယ်ဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ရာစုနှစ်တည်းတည်း19ရာစု20ရာစုကိုကျွန်တော်ကြည့်ဖို့အဲ့တော့ ။ဘယ်ကနေစရလဲလို့ပြောမှဆိုကျွန်တော်1886ဒီတစ်ချက်ကိုလိုနီယာနေပြီးတော့ကျွန်တော်နိုင်ငံကိုတရားဝင်ကိုလိုနီဖြစ်နေတတ်မှတ်အုပ်ချုပ်ခဲ့တဲ့အချိန်ကစရ86ကိုလိုနီအုပ်ချုပ်တဲ့အချိန်ကနေပြီးတော့1948ကောင်းဆောင်တွေအကြာကျွန်တော်လွတ်လပ်ရေးရတဲ့အချိန်ကြီးကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘုံမူကြီးတန်းရွှေကတပောင်း62နှစ်ကြာပါတယ် အဲ့ဒါမြန်မာနိုင်ငံကမြချက်ကိုလိုနေလက်အောက်မှာမြေခဲ့ရတဲ့ကာလဆော့ဒါပြီးတော့ကျွန်တော်တို့ကဂျားကာလာတခုရှိပါတယ်၁၀နှစ်လောက်လွတ်လပ်ရေးခေတ်မှာကျွန်တော်တိုင်းပြည်ပြန်လည်ပြီးဆောက်ွက်နေရှိခဲ့တယ်နောက်တစ်ချက်အဲ့ဒီ၁၀နှစ်ပြီးတဲ့အချိန်မှာ1958ပထမဆုံးဦးနေဝင်အစိုးရကနေပြီးတော့အိမ်ဆောင်အစိုးရအနေနဲ့ အနာဆွဲယူခဲ့တဲ့ကာလ1958ခုနှစ်ထောင်ကွာ60နှစ်နှစ်အုပ်ချုပ်ခဲ့တယ်။ဒါပေမဲ့ထောင်ကွာ62မှာအပြည့်အစုံအနာသိမ်းခဲ့တယ်။အဲ့ဒီအချိန်နဲ့ကျွန်တော်တို့တွေ့မယ်ဆိုရင်နောက်ထပ်စစ်တပ်အုပ်ချုပ်တဲ့စစ်ဘိုလ်ချုပ်တွေအုပ်ချုပ်တဲ့ခေတ်ကဘယ်အထိသွားလဲဆိုတော့2016ခုနှစ်တည်းသွားတယ်ဆိုအားလုံးတော့ကျွန်တော်တို့ထောင်ကွာ58ကနေစတင်လို့ဆိုရင်ကျွန်တော်တို့58နှစ်ကြာအုပ်ချုပ်နိုင်မယ်ရှာယူမှတဲ့ဘကူယူမှအကြာကပြင်မလာတဝိုက်ကိုရေး62နှစ် ဆယ်စုနှစ်6ခုတည်ဖို့ဆုံးဖြတ်ဗိုင်းဆက်ရှင်တွေကလည်းနေပေါင်း60နီးပါပဲဆယ်စုနှစ်6ခုဆိုတော့ကျွန်တော်မြန်မာနိုင်ငံနိုင်ငံပတ်တန်ကိုကြည့်မယ်ဆိုရင်ကိုလိုနီခင်ညွန့်ကအောက်မှာနေပေါင်း60နေရတယ်စစ်အန္တရာယ်စနစ်အောက်မှာနေပေါင်း60နေရတယ်2016ထိအောင်ပါဒီစားသူတွေကပြောကြပါဆိုတော့အခု2021ဘူဂျိုမူဂျီတန်ရွှေနဲ့စစ်အန္တရာယ်တိုင်းတဲ့အချိန်ဒီပတ်တန်ရကျွန်တော်ပြန်ကြည့်မယ်နောက်ပိုင်းနေနဲ့တပါ နှစ်60သာဆိုရင်1980 27ရာစုကိုရောက်တော့မှာဖြစ်ပါတယ်ကျော်တကယ်ပဲအဲ့ဒီဆက်သွားမှာလားဆရာလားစနစ်ကဆရာတော့ကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင် ဦးတက်ရွှေနဲ့ဦးမောင်ကိုပြည်နယ်1886ကနေပြီးတော့စတင်မယ်ဘယ်နိုင်ငံရေးပုံစံကိုကျွန်တော်တွေ့ရလဲဆိုတော့ကျွန်တော်ကတော့260နိုင်ငံရေးဆက်ဝန်းဆိုတဲ့နေရာမှာဘုံမူကြီးတူရေးတက်ပထမ260ကကျွန်တော်ကိုလိုနီဖြစ်ပါတိုင်းခံရနိုင်တယ်ဆိုတော့ဆင်းကျွန်တော်တို့မှာ10နှစ်ဘောချနေတဲ့အချိန်လေးတိုင်းပြည်ပြန်လဲတိဆောက်တဲ့အချိန်မှာကကလှမ်းကိုကာလာတူရှိဖြူဖြစ်မဲ့အစီအစဉ်ကိုကကအဲ့ဒါပြီးသွားရင်ကျွန်တော်တို့နောက်တဲ့260နေပြီးတော့စီမံကိန်းဘတ်ဂျက်ကို စစ်ဖက်နဲ့အောင်နေခဲ့ရအဲ့တော့ကျွန်တော်2016မှာနောက်ထပ်တစ်ခါပြန်ပြီးတော့တိုင်းပြည်ပြန်လဲတည်ဆောက်ရခဲ့ပါတယ်။ဒါပေမဲ့ဆောင်ရွက်ပါတယ်။လက်အခက်ကကာလ7နှစ်လောက်တော့မရပဲနဲ့9နှစ်သာပဲရခဲ့ခြင်းစုသလိုအဲ့တော့2021မှာဒီနေရာမှာမျက်နှာထပ်ပြန်အနာသိမ့်လိုက်တဲ့အတွက်ကြောင့်ဆိုတော့ဘတ်ဂျက်ကိုသူကင်ရမယ်လို့ပြောလိုက်60 10 65နောက်ဆုံး အခု2021ကရင်ထက်တယ်မယ်သူရဲ့ပတ်တန်ရဆို260ဖြစ်သွားမယ်သဘောရှိတယ်အစိုးရတခုလုံးဒါပေမဲ့နေပြီးတော့ပြင်မနာကိုရွှေ့မယ်ဆိုရင်မဖြစ်လာဘူးလူမှမသိဘူးတဲချင်ပါလေဦးခင်ညွန်ကထုတ်ဆိုတာတွေရှိတယ်260ဆိုကြပါနိုင်ငံရေးပတ်တန်လို့ပြောရမှာကျွန်တော်တို့နိုင်ငံရေး ဒါပေမဲ့ဒီနောက်ဆုံးတစ်ခေါက်ဆက်ဝန်စတင်တဲ့2021ခုဖေဖော်ဝါရီတရက်နေ့ကစပြီးပြည်သူတွေကຫນွေဥတော်လိုင်းရဲ့ဒီဆက်ဝန်ကိုရိုက်ချိုးဖို့စတင်ခဲ့ပါတယ်။2006 March 28ရက်